relationship advice for women ညီမလေးတို့ချမ်းသာတဲ့ယောက်ျားလေးတွေဒိဋ္ဌာဒီပုံပြင်လေးကတော့စင်ကာပူကအရန်ချမ်းသာတဲ့ယောက်ျားလေးရမိန်းကလေးတွေကိုချင်းကန်တယ်မိန်းကလေးဒုက္ခရောက်တော့မဟုတ်ကံကောင်းတယ်ဘာကြောက်လဲဗီဒီယိုလေးအစာဆုံးကြည့်ဝါဆိုရင်တော့တင့်တော်တဲ့ချမ်းသာတဲ့ ယောက်ျားတော်ယောက်ျားကောင်းယောက်ျားမြတ်ကိုညီမလေးတို့လက်ဖြောက်တီးတလို့ရအောင်ဘယ်လိုလုပ်ရမလဲဆိုတော့အချစ်ပညာတက်သွားမှာဖြစ်ပါတယ်ကဘာပတ် American အချစ်ဆရာဝန် channel ကជួសပါတယ်ဘယ်နေရာကြည့်နေလဲကိုမအမနေတာပါဒီကောင်လေးကတော့အသက်20ပဲရှိသေးစေုံဘကောင်လေးသူကနစ်နိမ်မှာ online မှာဆို Anne Hathaway ဆိုခေါ်တယ် American မင်းသမီးနာမည်ကြီးရဲ့ သူကနေနေပေးတာ online မှာသူကမလုပ်လဲသူကပတ်စံလိမ့်တာ cryptocurrency ကိုဒေါ်လာတန်း230အောင်လိမ့်တာ230အောင်နေပတ်စံမဟုတ်ဘူးတန်း230တော့မြန်မာမွေမဟုတ်ဘူး US ဒေါ်လာပတ်စံများရှိတာပေါ့ငရန်ချက်တာပါပေါ့သူများစီကလိမ့်နေရတယ်အရေးချင်းတစ်ခုပဲဒါပေမဲ့ကောင်းတဲ့အရေးချင်းမဟုတ်ဘူးဘာကြောင့်လဲဆိုတာပြောမယ်เนาะ ချမ်းသာရောက်ကြနေမှာယောက်ျားကောင်းတဲ့ယောက်ျားတော်ဘယ်လိုခွဲရမလဲဒီလိုမျိုးအချစ်ပညာနဲ့တက်ချင်ဆိုရင်ဒီ channel ကို subscribe လုပ်ထားပါသူဘလောက်ချမ်းသာလဲဆိုတာတွားကြည့်မယ်ဘယ်သူများစီပတ်စံယူပြီးတော့เนาะဘယ်လိုမျိုးချမ်းသာတဲ့ပုံစံတွေလဲဆိုတာကြည့်ကြမယ် private jet လေးအေးခါတယ်ပြီးပါရဲ့ ရတယ်ပြန်ကားတယ်ပါတီတွေလုပ်တယ်နော်ကောင်မလေးတွေအာအများကြီးပဲအများကြီးချမ်းသာဟာပုံစံမျိုး lifestyle ပေါ့ဟုတ်တယ်မလားသူဘလောက်နေနာမည်ကြီးွားလဲဆိုတော့ USA မှာရောစင်ကာပူနာမည်ကြီးွားတယ်စင်ကာပူကတည်င်းဌာနမှာမှာနော်သူ့ကိုပြောတယ် CNN ပေါ့နော် Channel News Asia ဆိုစင်ကာပူကတည်င်းဌာနအကြီးအကြီးမားဆုံးတစ်ခုတည်းဟာတစ်ခုနော် ဒီမှာပါတီရေလုပ်ရပေါ့ဒါဒီကောင်လေးပါနော်အင်ဂျီကောင်ကမျက်မှန်လေးနဲ့အာပြန်ကားနေတော့အဲ့ဒီရေလက်ဆောင်ပေးရင်ဒေါ်လာတောင်းချီတန်းတဲ့အိမ်လေးနော်မိန်းကလေးလက်ဆောင်ပေးရဲကားပြန်ကားလည်း30ဒဇီရောဝယ်ထားတယ်နော်နဲတာမို့30ဒဇီဝယ် USA ကိုအလဲဗီဇာနဲ့သွားပြီးတော့ပတ်သက်ခိုးပြီးတော့ဒီပြန်ကားဆိုရင်ဒေါ်လာ3တန်းတန်တယ်နော်ကား22နစီကပျောက်နေပြန်သိမ်းတာပေါ့အစိုးရနေမြို့မိရောခိုးတော့30ဒဇီရှိတယ်ဒီအိမ်ဟားလာတဲ့ဒေါ်လာ4000ကျော်ဟားလာတယ် အတက်ငယ်ငယ်လေးနဲ့နော်အာငားလာတယ်ပြီးတော့ကျွန်းပေါ်မှာလည်းမိုင်ယာမီကျွန်းပေါ်ဟစ်ပစ်ကတ်ကျွန်းဆိုရှိရဒေါ်လာ6000ကျော်6000 8000နော်တလားတလားအဲအဲ့ဒါငားလာတယ်နိုင်ကလပ်မှာတွားတယ်မိုင်ယာမီကို Los Angeles ဆိုနော်ဒေါ်လာဘလောက်ကုန်တယ်နည်းတာမဟုတ်ဘူးတညောက်ဒေါ်လာ5သိန်းကုန်အောင်ဟုတ်တယ်ပြောမှဆိုတော့အခုပါဆယ်ကျော်တက်ကောင်လေမကြီးကျက်တယ်ဦး ပတ်ဆက်ခိုးွားရင်တူတူတိတ်တိတ်နေရမှာဆိုမသိသေးဘူးเนาะပြီးွားရင်လူတွေရဲ့ attention ကိုအရင်လိုအပ်တယ်မိန်းကလေးလိုချင်တယ်ပြီးွားရင်အော်ပတ်ဆက်သုံးတန်းကြောင့်ကြွားချင်တယ်ပြချင်တယ်ယောက်ျားလေးကြွားတဲ့ဘာဝပါเนาะငငယ်လေးကဆရာတို့ရဲ့ယောက်ျားအချင်းချင်းရင်းနှီးချင်ဆိုကြွားတယ်အာငါစာကြိုးစားဘလောက်အမှတ်ရတယ်အဲငါဒီ PC ဝင်လာတာပြိုင်ကားဝင်နိုင်တယ်ပြိုင်ကားအယုတ်ပေါ့ဘာပဲပြောပြောเนาะကြွားလာဒါတဘောကယောက်ျားအချင်းချင်းရင်းနှီးအောင်လုပ်တာ အဲအကြောင်းယောက်ျားလေးတွေကကြွားတာအနည်းနဲ့အများရှိမိန်းကလေးကြွားတာကိုကြည့်ပြီးတော့ယောက်ျားလေးကိုမကြိုက်တော့ဆိုရင်အမှားကြီးမှားပါလိမ့်မယ်။အကြောင်းတကယ်တော်တဲ့ယောက်ျားတော်ယောက်ျားကောင်းယောက်ျားမြန်တယ်ကြွားတတ်တယ်။ဒါပေမဲ့ကြွားလာခြင်းမတူဘူး။နော်မိန်းညီမလေးကိုခွဲတတ်မယ်ဆိုရင်ဒီယောက်ျားလေးကသူ့ရည်မှန်းချက်တွေကိုကြွားတာ။ဟွန်းမိန်းနာဖြစ်အောင်လုပ်မယ်။ကဘာပတ်မယ်။နော်အင်ချက်မီအများကြီးဝယ်ထားမယ်။ သူတချဲ့ချင်းမှာတကယ်အောင်မြင်ယောက်ျားနေဖြစ်နေတယ်။အဲ့ဒါမျိုးဆိုဒီယောက်ျားလေးကိုခင်အောင်ပေါင်းကြည့်မယ်။ဟွန်းအဲ့ဒါဆိုညီမလေးကိုနောက်ရေးကောင်းပါပြီ။အဲ့လိုမျိုးညံအမျိုးမရှိရဲ့ညီမလေးတွေရှိပါတလားကိုမအမမန်းရှိခေါ်တာပါ။ညံအမျိုးမရှိရဆိုရင်ညီမလေးကိုဘဝဖြောင်ပြူဖို့မတောင်းတမကြောင်းမကြအချစ်စစ်နော်ယောက်ျားတော်ယောက်ျားကောင်းယောက်ျားမြတ်နဲ့ရဖို့ဆိုတာအရန် ိုပြီးတော့ကျင်းနေပါဘူး။ကြွားရောက်ကြတဲ့ညီမလေးတို့ကြည့်မရဖြစ်မယ်ဆိုရင်တော့အမှားကြီးမှားပါလိမ့်မယ်။နော်။ဒီလိုမျိုးကြွားရောက်ကြမျိုးကမယူတော့ဘော့နော်။ဆန်ကျော်တဲ့ပဲရှိတယ်သူဘာလို့လဲဆိုတော့မသိတယ်ဘူး။နော်။ကောင်မလေးတို့တောင်းရှိတယ်လက်လက်ဆောင်လေးပေးတယ်။နော်။ပြီးတော့ Instagram ကကောင်မလေးကိုပြန်ကားပေးမယ်လို့။အာလက်ဆောင်ရှိတယ်နော်။ညီမအတွက်လက်ဆောင် မွေးနေ့မရောက်သေးဘူးသိတယ်စေစားဖြစ်မွေးနေ့မရောက်ခင်ကြိုပြီးပေးထားမယ်အဲအားလီဘတ်ဒေးခစ်ပြီးတော့ကျေးဇူးတင်လက်ဆောင်မကြောက်ကျေးဇူးတင်လည်းမပြောဘူး appreciate you so much appreciate ရရင်ဖြစ်နေနော်ကိုနဲ့မတိအကောင်မလေးကွာတွားပြီးတော့အကောင်မလေးကဘာမှမကြိုးစားသေးဘူးနဲ့ဘာမှသူ့ဘာမှမလုပ်ပေးသေးဘူးနဲ့ဒေါ်လာတင်းချီတန်းနဲ့ပြန်ကလက်ဆောင်ပေးတယ်နော် ရမလားဆိုပြီးတော့ကောင်မလေးကရည်စားရှိတယ်လို့ပြောလိုက်တယ်တကယ်ရှိရင်ရှိမယ်မရှိရင်မရှိဘူးဟုတ်တယ်မလားဒါပဲသူအရင်ကငင်းထားမှုရဲ့အဲကြောင့်ထက်ငင်းတာအမ်တိတ်ချက်ဝတ်ဆက်ခံတော့နော်ထက်ငင်းတယ်ထက်ငင်းဆိုပြီးတော့အဲ့လိုကြည့်ရမှာဆိုရင်တကယ်ချမ်းသာရောက်ကြလေးဆိုရင်၃ရက်စာပြီးစူးစမ်းရရောက်ကြလေးနော်စစ်ပတ်ရအောင်စူးစမ်းအရင်ခက်တယ်ဆိုလူတိုင်းသိတယ်။နော်တကယ်ဘာမှမရှိရတာနေပြီးစစ်ပတ်ရအောင်စူးစမ်းရရောက်ကြလေးဆိုအလကားသူများပေးမလား စဉ်းစားနော် sales ပဲရဘယ်လိုလုပ်မလဲနီးပညာနဲ့အလကားပေးချင်မှပေးမယ် sales ဆိုတာသူများကိုပေးလို့မရအောင်음အဲ့ရောကိုကိုကကြိုးစားမှရပါပတ်စံကတော့သူများကိုပေးလို့ရနော်အိမ်ရောအတက်အစိတ်ဝင်ချင်မှဝယ်လိုက်တယ်နော်အရင်ကြိုးစားပြီးအမေရိကန်မှာ300ဆတဲ့ဒေါ်လာတိန့်ချီအကျွေးနဲ့တင်တယ်အကျွေးပြန်ဆက်တယ်ပြန်ဆက်ပြီးတော့အိမ်ဝယ်နိုင်တယ် အဲ့လိုယောက်ျားလေးမျိုးကညီမလေးကိုလက်ဆောင်နေအလက်ပေါ်ဒီအကုန်လုံးအလံကားမပေးဘူးဖောပေါ်တီတီဘာမှညီမလေးကိုအကြောင်းလည်းမသိသေးဘူးညီမလေးကိုကသူ့ကိုဘာမှမကူညီရသေးဘူးသူ့စီးပွားရေးမှာကူညီမိတာသူ့အိုင်ဒီယာကောင်းပေးမိတာသူ့ကိုကြမ်းမိုက်ယူဆိုင်မိတာနော်ပြီးတော့ရေသူ့ကိုပို့ပြီးတော့အခုမီနန်နာဖြစ်တယ်ဆိုရင်ဘီနန်နာဖြစ်အောင်အိုင်ဒီယာကောင်းလည်းပေးတာပြီးတော့သူ့လိုအပ်နေတဲ့အရာတွေကိုပြောစရာမလိုပဲဖြည့်ဆည်းပေးတာ အဲ့လိုဖြည့်ဆည်းပေးမယ်ဆိုရောအေးဘာလို့ချင်းလို့ချင်းယောက်ျားလေးရယောက်ျားတော်ယောက်ျားကောင်းယောက်ျားမြတ်ဆိုပေးဖို့ဆိုအစင်းနဲ့မယ်နော်ယောက်ျားလေးရညီရပေးဆက်ဖို့ဆိုတာသူတိပြီလားနော်တိပြီလားဒါပေမဲ့တကယ်ကြိုးစားရယောက်ျားလေးဆိုရင်အဲ့လိုမျိုးလွယ်လွယ်လေးမပေးဘူးလွယ်လွယ်မပေးဘူးဆိုရင်ကက်စီနဲနဲ့ဆိုပြီးတော့လေညီမလေးတို့မရွေးဘူးဆိုရင်ညီမလေးတို့အရန်မှားသွားတယ်ညီမလေးတို့အကြောင်းမှားမသိဘူးလေညီမလေးတို့ကလေသူ့ကိုဘာမှမလုပ်ပေးလို့ဆိုရင် ်သူကဘာမှပေးမှာမဟုတ်အဲ့ဒါဆိုရင်ဒိတ်သွားရင်ဘယ်လိုသွားမလဲဒိတ်သွားဆိုရင်ဒိတ်သွားရတော့ तू ရှင်းမှာပေါ့ဒါယောက်ျားတဘာဝရှင်းမှာမယ်နော်မရှင်းဘူးဆိုရင်အဲ့ဒီယောက်ျားတော့မတွဲနဲ့နော် first date သွားရင် coffee တောက်တောက်ပဲဖြစ်ဖြစ်ဘာပတီတောက်တောက်ပဲဖြစ်ဖြစ် तू ပေးမယ်ပြီးတော့ dinner တောက်စားပဲဖြစ်ပေးမယ်ဒါပဲညီမလေးတို့ကသူ့အကြောင်းသိရလို့အမြဲတမ်းပြုံးတာယောက်ျားလေးဆိုတော့မိန်းကလေးပြုံးတာသဘောကျတယ်ပြုံးနေနော်ပြီးတော့ तू ဘာဝတာပါလဲ သူကဘာပတ်ဝါဒပါဆိုကဘာပတ်ဝါဒနာအဲ့အကြောင်းလေးမေးเนาะ question မေးနေတယ်မေးကလေးမေးနေညီမလေးကိုစိတ်ဝင်စားလာတည်ရဆိုသူကပို့ပြီးတော့သူ့အကြောင်းပြောပြနေမှာသူ့အကြောင်းပြောပြရဲဆိုတော့အော်ညီမလေးကိုဒီယောက်ျားလေးနဲ့နောက်9နှစ်10နှစ်ကြာရဲ့ဘလို့ဘဝမျိုးဖြစ်မလဲဆိုညီမလေးတို့သိပါသူ့ရီမအင်းရောညီမချင်းဘာရှိရဲ့မေးအင်းရောညီမချင်းအကုန်ပြေသွားပဲဆိုရင်အေးသူ့ညီမချင်းကမသူပြေအောင်ဖြစ်တယ်ဆိုရင်ညီမလေးတို့မိသားစု ညီမချင်းပြည့်အောင်သူဖြည့်ဆည်းနေပြိနေမှာဆိုတာ99%ကျင်းနေပါပြီကျင်းနေပါပြီဘာကြောင့်လဲဆိုတော့လူအများစုကညီမချင်းပြည့်အောင်မလုပ်နိုင်ဘူးယောက်ျားလေးမပြောနိုင်ညီမလေးကိုလည်းတကယ်ကြိုးစားရင်တိတယ်ညီမလေးကိုညိုချင်အရာလုပ်တယ်မလားမဖြစ်မဖြစ်လားများတယ်ဟုတ်တယ်မလားနော် six pack ရတာလို့အိမ်ပိုင်တာလို့နော်ကဘာပတ်တာလို့မိန်းနနာပြောက်လို့ဆိုတာလူတိုင်းလိုချင်အရာလူတိုင်းလိုချင်တယ်နော်လူတိုင်းလိုချင်ဘာမှဘဝမတောင်းမတမကြောင်းမကြား ်အာ ASC preparation နေတိုင်းပြောခြင်းလဲဒါပေမဲ့လူတိုင်းပြောတာမပြောဘူး။ဒါကြောင့်ရည်မှန်းချက်ပြည့်အောင်လုပ်ဖို့အရေးချင်းဆိုတာရှိရဲ့။အဲ့အရေးချင်းကလူအရန်ရှာတယ်။မိအမေရိကမှာဆိုရင်အသက်50မိနစ်လောက်အများဆုံးအသက်50နော်။အသက်30နဲ့မိနစ်လောက်ဖြစ်ရဆိုအရန်ရှာတယ်။နော်ကိုအသက်30မိနစ်လောက်ဖြစ်တဲ့သူကအရန်အရန်တွေ့ဖို့ခဲရင်အရန်ကန်ကောင်းမှတွေ့ရ။နော်။အဲ့ဒါကြောင့် တကယ်ညီမလေးတို့သူ့ရဲ့ပါမီဖြည့်ဘက်ကောင်ဖြစ်နိုင်မယ်ဆိုညီမလေးတို့အရန်ကြံကောင်းအောင်ပဲဒါဖျားပေးအကောင်းဆုံးလက်ဆောင်ပဲအဲ့ရောယောက်ျားလေးအများစုကဒီမချီးကျူးမခံအောင်အဲ့ကြောင့်မိန်းကလေးအများချီးကျူးခံရတယ်လက်ဆောင်ပေးတယ်ချောတယ်လှတယ်အများကြီးပြောခံရတယ်အဲ့ကြောင့်မိန်းကလေးရဲ့ချောတယ်လှတယ်ဆိုရင်တိတ်ပြီးတော့อืมအထင်အေးမဆိုင်တော့ယောက်ျားလေးကချီးကျူးခံရရှာတယ်အဲ့ကြောင့်ညီမလေးကိုချမ်းသာရောက်ကြလေယောက်ျားတော်ယောက်ျားကောင်ယောက်ျားမြတ်ရအောင်ဘယ်လိုလုပ်မလဲ မိခင်အများဆိုယောက်ျားလေးကိုစပြီးစကားမပြောဒါညီမလေးကိုလက်ခံဟုတ်တယ်မလားယောက်ျားလေးအများဆိုတော့မိခင်လေးတွားစကားစပြောတာဒါအမှန်ပဲအဲ့တော့ညီမလေးကိုနိုကျင်တဲ့ယောက်ျားတော်ယောက်ျားကောင်းယောက်ျားမြတ်ရကြရဆိုရင်ညီမလေးကတခြားမိခင်လေးနဲ့မတူအောင်ပြုတ်မှုရပဲဘယ်လိုမှပြုတ်မှုရမယ်ညီမလေးကိုဘယ်လိုယောက်ျားမြတ်လို့ကြိုက်စဉ်းစားလိုက်စဉ်းစားလို့ရရင်အေးကဘာပတ်လဲယောက်ျားမြတ်ကြိုက်တာအိမ်ပိုင်းယောက်ျားမြတ်ကြိုက်တာနော် ဘဝမတောင့်တမကြောက်မကြမယ်အမြဲပျော်ရှင်အောင်နေနိုင်တဲ့အမြဲအကောင်းမြင်တဲ့ယောက်ျားလေးစိတ်ထားကောင်းတယ်ကိုကြီးစားစရရှိတယ်ချမ်းသာယောက်ျားလေးကိုညီမလေးကိုဘာကြောင့်ရွေးစေချင်တာလဲနော်ဘာကြောင့်ရွေးစေချင်တာလဲဆိုတော့ပြောပြမယ်ယောက်ျားလေးဘာမှမရှိတဲ့ချင်းညီမလေးတို့နဲ့ချစ်ကြွဝင်တဲ့အတူအိပ်ဖြစ်သွားတယ်ဆိုရင်ကလေးရောက်မှမဆိုရင်ကလေးကိုမပြူးစူးနိုင်ဘူးဆိုရင်ကလေးဖြစ်ချရမယ်ပတ်စံမရှိတဲ့အချင်းနော်ပတ်စံမရှိတဲ့အချင်း โอเคပြီးတော့ဘာမှတုံရနိုင်နေမစပဲနဲ့အလင်ကားပတ်ဆက်ခိုးပြီးရသွားရောင်ကြလေးဆိုရင်ကိုကြီးစာစင်ရရှိချင်မှရှိမှာ။ဘာကြောင့်ဆိုဒီပတ်ဆက်တွေက तू ကတေးချစူးစားပြီးတော့ရခဲ့တယ်မဟုတ်ပြန်ကားအောင်ရခဲ့မှာမဟုတ်အဲ့လိုမျိုးရောင်ကြလေးမျိုးတထေးသားတွေတော့ကြိုက်ပြီးမှဆိုရင် तू ပတ်ဆက်ရှိတာအောင်မှညီမလေးကိုကလေးဖြတ်ချဖြတ်ချရပါတာဝန်ယူခြင်းမှညီမဘာကြောင့်ဆိုကိုကြီးစာစင်မရှိတဲ့အတွက်ကြောင့်ကိုကြီး စာစိမ့်ဆိုကိုယ်တိုင်စူးစမ်းမှကိုရင်းစာစိမ့်ရှိတုံရကနေစပြီးတော့စူးစမ်းလာတယ်ထိတ်ဆုံးရောက်လာဆိုရင်လူတွေကိုကိုရင်းစာရှိရတဲ့ကြောင့်သူ့ကိုကောင်းတဲ့အရာတွေပေးရတဲ့ကြောင့်နော်ဆရာကဒီအိနေပါဝယ်နိုင်တဲ့မိနာရန်ဖြစ်တယ်ဆိုတာသူမြောက်ကိုဘဝတိုးတက်အောင်လုပ်ပေးရတဲ့ကြောင့်သူမြောက်စိတ်တနာဖြည့်ရှင်းပေးရတဲ့ကြောင့်ပတ်စံအများကြီးရတာနော်အဲ့တော့ချမ်းသာရောက်ကြလေးကိုပဲညီမလေးကိုယူဆိုတာဘာကြောင့်လဲဆိုတော့ချမ်းသာမှုဆိုတာလူအကျိုးပြုမှပဲချမ်းသာတာဘသူမှ အလကားပတ်စံမပေးဘူးနော်ချမ်းသာပတ်စံပေးပြီးတော့သူ့အကူညီလိုရဲဆိုတာ तू တကယ်တန်ဖိုးရှိရင်ရောက်ကြမလို့ तू ရဲ့ပညာလိုချင်လို့ तू ကပတ်စံထပ်ပို့ပြီးတော့တန်ဖိုးရှိရတဲ့ကြောင့်နော်ဒေါ်လာတစ်ထောင်သူ့ပေးမယ် तू ဖြည့်ရှင်းပြဿနာဒေါ်လာထောင်နဲ့ချီတစ်ထောင်နဲ့ပို့ပြီးတော့ဖြည့်ရှင်းနိုင်တဲ့ကြောင့်ဒေါ်လာတစ်သိန်းပေးမယ်တစ်သိန်းနဲ့ပို့ပြီးဖြည့်ရှင်းနိုင်တဲ့ကြောင့်ဒေါ်လာတစ်တန်းပတ်စံရတယ် ဒေါ်လာတတန်းနဲ့ပိုတန်နဲ့ပိုကောင်းတဲ့ပြဿနာဖြစ်ရှင်းတဲ့အကြောင်းလူလုံးကအကျိုးပြုတဲ့ကြောင့်မိနန်လာဖြစ်တာရှင်းရှင်းနဲ့အဲ့အကြောင်းညီမလေးတို့ဆိုချမ်းသာရောက်ကြမဲ့ရွေးဆိုဘာကြောင့်လဲဆိုတော့မိနန်လာဖြစ်ချင်အားဖြင့်သူအကျင့်ဆိုးတွေပြောက်သွားစိတ်နဲ့မတော့အရင်မတော့စိတ်တော့အရင်တော့လာဆိုရင်ခလာပဲဖြစ်မယ်နှိပ်ပေါင်းများစွာကြမ်းကြမ်းမမမနေတော့ကျမကြီးလိုက်စားရမယ်ရောက်ကြလေးဆိုတာနော်ကျမကြီးလိုက်စားမယ်စိတ်နဲ့မတော့အရင်မတော့ဘူးလောက်ကစားမလို့ပါဘူးနော် ချမ်းသာတယ်ဆိုရင်အဲ့အကျင့်တွေပျောက်မှုကလည်းပိုများသွားပြီချမ်းသာတဲ့လူတိုင်းအဲ့အကျင့်မရှိဘူးဆိုတော့ရှိတာပေါ့တချို့ယောက်ျားလေးစိတ်တောက်တယ်ရဲတောက်တယ်ဒါအဲ့ဒါဆိုရင် six pack မရှိတာပေါ့တွေ့လားတွေ့လားအဲ့ကြောင့်ညီမလေးကိုယောက်ျားယူဖို့ဆိုတာအချစ်ပညာတတ်တာမဆိုရင်ယောက်ျားကောက်ရောက်ဖို့အရန်လွယ်ဘာကြောင့်ညီမလေးကို six pack ရှိမှကျမ်းမာရေးတိုင်းစားယောက်ျားမျိုးမိန်းကယောက်ျားမျိုးကဘာပဲယောက်ျားမျိုးပဲယူတော့မှဆိုရင်ရက်တောက်တဲ့ယောက်ျားမျိုးနဲ့ဝေဝါပြီ เนาะ six pack ရှိရဲဆိုတာကျမိုင်လိုင်းစားလို့လေကျမိုင်လိုင်းစားလို့ကအရက်အရက်စိတ်တွေဖြတ်မှုကြရင်ပူပူပြီးတော့ဂိမ်းပူများသွားပြီเนาะစိတ်တွေတော့အရက်တော့တခါမှမတော့တဲ့ယောက်ျားလေးဖြစ်မှုကြရင်ပူများသွားပြီချမ်းသာရဲဆိုတော့သူများကိုအလကားတွေလိန်ညာစားပြီးတော့เนาะသူများကိုမတရားကြည့်မျိုးချမ်းသာမှုကြရရှားတယ်ချမ်းသာရဲတကယ်တုံးရအောင်ချမ်းသာမှုကြအကျိုးပြုတာများတယ်ညီမလေးကိုချမ်းသာရဲယောက်ျား မကောင်းတဲ့လူတွေကဗာလဲရုပ်ရှင်တက်မှာပဲရှိတာများတယ်เนาะရုပ်ရှင်တက်မှာဆိုချမ်းသာတဲ့လူတွေပဲမကောင်းတာပြောတာများဗာကြောက်တော့လူအများစုကမချမ်းသာဘူးလို့အဲ့တော့အဲ့ဒီမကောင်းတဲ့လူပြကြည့်တယ်ဆိုရင်လူအများစုမဟုတ်တဲ့လူနည်းစုချမ်းသာတဲ့လူတွေကိုကိုရကားနေမှာလေဟုတ်မှာအိုးချမ်းသာတယ်မကောင်းတဲ့လူဆိုဗာပြချမ်းသာတယ်အဲ့လိုပြလိုက်ဆိုလူတွေကလက်ခံတယ်ဗာကြောက်တော့ရိုးတာမန်လူတွေမကောင်းဆိုလည်းမခံလက်မခံကြပါဘူးလူအများစုမချမ်းသာဘူးရှင်းရှင်းနေမယ်ဒါပေမဲ့စအခုအတွေ့အကြုံမှာတော့ချမ်းသာတဲ့လူတော်တော်များများကောင်းတာများတယ် ူများကိုအကျိုးပြုရများတယ်သူများကိုနားလည်ပြရများတယ်သူများနဲ့စီးပွားအတူလုပ်ရများတယ်နေအကျိုးရှိမှငါလည်းချမ်းသာမယ်နော်ငါအကျိုးရှိမှလည်းနေရချမ်းသာမယ်အဲ့လိုမျိုးယုံကြည်ရများတယ်နော်အဲအကြောင်းချမ်းသာရွေးဘယ်လိုမျိုးချင်းခံမလဲလွယ်လွယ်လေးညီမညီမလေးတို့ရဲ့ Facebook မှာဖြစ်ဖြစ် Social Media ဖြစ်ဖြစ်ညီမလေးတို့အမြဲတမ်းတွေ့နေရောက်ကြလေနေလာနေရောက်ကြလေအော် तू ကတမျိုးတမျိုးအောင်မြင်တယ်မစိုးဘူး तू ကကဘာပတ်ရောလာပါဆိုအခု ခင်ကျေတော့အဲ့နေရာဘယ်နေရာလဲဓာတ်ပုံနေရာလှရနော်။နော်ပြီးတော့ဘယ်နေရာတွားလို့ကောင်းလဲ။အဲမင်းတော့သူ့ဝါဒနာပါရဲစပြီးမေးလိုက်။နော်။အော်ကိုကခီးတွားဝါဒနာပါတော့ပဲခီးတွားတော်တော်လေးဓာတ်ပုံလှလှလေးရက်တက်တယ်။အဲချီကျူးလိုက်။မိယောက်ျားလေးချီကျူးခံရရှာတယ်။ချစ်ကျွတ်တယ်ဆိုရင်အော်ညီမလေးကိုစိတ်ဝင်စားရယောက်ျားလေးကပို့ပြီးတော့စကားပြောမယ်ပြောပြီးပြောတတ်ပြီးရောဗီဒီယိုခေါ်ခေါ်ချင်းမယ်အပြင်ခေါ်ထုတ်ပြီးကော်ဖီတိုက်ချင်တယ်အဲ့ဒါဆိုပြီးပြီး သူ့အကြောင်းပူတိပြီးအဲအကြောင်းညီမလေးကိုရွချောပြီးတော့နော်ကြီးစားကောင်းမရဘူးဆိုတော့ညီမလေးကိုအပြစ်ဘာကြောက်လဲဘာကြောက်လဲယောက်ျားလေးအများစုကညီမလေးကိုလိုက်နေတာနော်လိုက်နေတာအဲရောကိုလိုက်နေယောက်ျားလေးမကောင်းယောက်ျားလေးများရင်များမယ်နော်ကောင်းတဲ့ယောက်ျားလေးအလို့ရမ်းများယောက်ျားလေးအလို့စားပိုးတဲ့အချိန်မရှိဘူးပိုးတော့အချိန်မရှိဘူးအဲ့ရောက်ကောင်းတဲ့ယောက်ျားလေးလိုချင်ရင်ညီမလေးကိုလာ ချင်းကတဲ့ယောက်ျားလေးတွေပဲယူယူလို့မဖြစ်ဘူးညီမလေးကိုစပြီးတော့ initiation လုပ်မယ်ဆိုရင်ညီမလေးကိုရဖို့ကင်ပူများတယ်ဒါ main အများဆုံးမလုပ်ရတဲ့အတွက်ကြောင့်ရှင်းရှင်းပဲเนาะဒါအချစ်ပညာအချစ်ပညာအဲเนาะအရအရေးကြီးရအာပြီးတော့ညီမလေးတို့ပို့ပြီးတော့လေးလာခွင့်အချိန်ပိုရှိရတကယ် အလုပ်များယောက်ျားလေးရစိတ်ဝင်စားဆိုစားပို့မယ်ဒါမှညီမလေးမပို့ဘူးဆိုရင် तू ကအေးမလုပ်တော့ဘူးเนาะအဲ့တော့အေးမလုပ်ဘူးဆိုပြီးတော့ညီမလေးကိုမချစ်ဘူးမထင်နဲ့သူ့မှာကဘာကြီးကိုပြောင်းလဲဖို့အတွက်ညီမချက်ရှိရတဲ့ကြောင့်သူ့ကိုအေးမလုပ်ရမယ်ကတည်းကသူကဘာကြောင့်အချိန်ပေးမလဲမိသားစုကိုမိမိဘကျေးဇူးဆက်နေရတယ်ကဘာပတ်နေရတယ်เนาะညီမလေးကိုမရှိရဲသူ့ဘဝအမြဲပျော်ရွှင်နေအောင်ကဘာပတ်နေရဆိုတော့ညီမလေးကိုစာမပြောင်းဆိုလေးစားမှုရှိဆိုရင် तू ကအေးမလုပ်เนาะ အဲအဲကြောင့်မိန်းကလေးယောက်ျားလေးစိုးနဲ့တွေ့တာဘာကြောင့်များလဲဆိုညီမလေးကိုချင်းကဲ့လူပဲညီမလေးကစဉ်းစားလို့ချင်းကဲ့ယောက်ျားအများစုကဘာမှမအောင်မြင်ယောက်ျားမတုံးအတုံးမကျယောက်ျားများတယ်အဲအဲကြောင့်ညီမလေးကအတုံးမကျယောက်ျားတွေနဲ့ဖြစ်တာနော်မြို့ဝရဲ့စိုးစွားထိတ်ဆုံးရောက်ယောက်ျားလေးဆိုရင်ညီမလေးတို့ရွေးစားရမ်းနေဝါးဘာကြောင့်လဲကြာပတ်ဆက်ချမ်းသာတဲ့အတွက်ကြောင့်ညီမလေးကိုခလေးရွာရဲဆိုရင်မှခလေးကိုတင်းတောက်တင်းနဲ့ထားနေတယ် တနေရာမှာမကောင်းဆိုနောက်တနေရာနိုင်ငံပို့ပို့ထားနေတယ်။ကျောင်းကောင်းကောင်းမှာထားနေတယ်။ကျောင်းမကြီးမကောင်းစဉ်းစားကြည့်ကျောင်းမကြီးကောင်းဆေးစုံကောင်းကောင်းပို့နေတယ်။ပြီးတော့ညီမလေးကံကောင်းလို့ဆိုရင်ညီမလေးကိုအဖေမေတွေကပြုစုကျေးဇူးဆက်ခွင့်ညီမလေးကိုရမယ်။ပြီးတော့မတော်တဆခလေးရသွားရောမှာတာဝန်ယူစိတ်ရှိတော့တဘူတော့မဆန်အောင်ညီမတို့အတွက် risk က0ပဲချမ်းသာရောင်ကြလေးတွဲထားမှဆိုရင် risk အရန်နဲ့အတုံးမကြရောင်ကြလေးဘာမှမရှိရောင်ကြလေးမင်းကြီးတော်တော်များများအတွေးခေါမှလာပါလေဆိုတော့ ဘာမှမရှိပဲတဲ့အတူလက်တွဲပြီးတော့စမယ်ဆိုပြီးတော့မှတ်ထားကုမ္ပဏီတော်တော်များများအောင်မြင်ကုမ္ပဏီဖြစ်ဖို့ဆိုအရင်ရှာတယ်မေတာကုမ္ပဏီတို့ဘယ်နှခုတွေ့ဘူးလဲ Google ကုမ္ပဏီတို့ဘယ်နှခုတွေ့ဘူးလဲ YouTube ကုမ္ပဏီတို့ဘယ်နှခုတွေ့ဘူးလဲအရင်ရှာတယ်အောင်မြင်ယောက်ျားလေးအဲ့လိုမအရင်ရှာတယ်မိန်းကလေးကချောမိန်းကလေးအများကြီးပဲအပြင်ထွက်ကြည့်လိုက်ရင်အများကြီး shopping mall တို့ကြည့်ချောကောင်မအများကြီးဒါပေမဲ့မိန်းလေးလားယောက်ျားလေးညီမလေးကိုရှာခိုင်းမယ်မရှာလို့မရရင်မနေ့ပြန်ကြညီမလေးကို အသက်သေမယ် squid game လိုမျိုးပေါ့နော်မိန်းကလေးယောက်ျားတော့ရှာညီမလေးကိုရှာနေမိန်းကလေးပဲအသက်ရှင်မယ်မရှာနေမိန်းကလေးအသက်သေမယ်ဆိုရင်မိန်းကလေးအများစုသေသွားမှာများကျိန်းနေတယ်ယောက်ျားလေးကိုပြောတယ်ချောကောင်မလေးတော့ရှာမရှာနိုင်ဘူးဆိုရင်မင်းတို့အသက်သေမယ်ရှာနေဆိုရင်အသက်မသေဘူးဆိုရင်ယောက်ျားလေးတော်တော်များများအသက်ရှင်မှာဘာကြောင့်ချောကောင်မလေးအများကြီး shopping mall တော့လည်းတွေ့အော်ချက်ရှိတွေ့ဟောဟိုကချောကောင်မလေး तू အသက်ရှင်ပါလေနော်အဲ့အကြောင်းညီမလေးကို risk အရန်အနေနဲ့မိနေတာချမ်းသာရောင်ကြောင်းလေးရှာရှာခြင်းဘာကြောက်လဲဆိုတော့ခလေးမတော်တဆရဝိုင်းတာမှခလေးစိတ်ပူစံမို့ညီမလေးနောင်ရင်စိတ်ပူစံမို့အပျော်ဖြစ်သွားရမှာနော်အငဲဆိုအောင်ညီမလေးအဖေမေကမောင်နှမညီကိုရပြုံးဟာညီမလေးဘလူလောက်ပါအရန်တော်ပါမိနေတာနဲ့အောင်ခလေးရအောင်လုပ်နိုင်တယ်မိနေတာနဲ့အောင်တွဲဖြစ်အောင်လုပ်နိုင်တယ်နော်အဲဖြစ်အောင်လုပ်နိုင်ဆိုအဲ့လိုအဲ့လိုဖြစ်သွားနိုင်တယ် เนาะအဲ့အကြောင်းအရန်အေးကြီးညီမလေးကိုအဲ့လိုမျိုးတိတိကျကျချမ်းသာရောင်ကြတဲ့တွေ့ပြီးတော့เนาะအခြေအမအောင်မြင်သွားမင်းကလေးတွေ့ဘူးလားတွေ့ဘူးလေဆိုရင်ကိုမအောင်မှာအာမန်ရှိခေါ်လိုက်စတိုရီရေးရေးထားလိုက်ကောင်းတဲ့စတိုရီဆိုရင်အကိုရွေးထုတ်ပြီးတော့เนาะအချစ်ပညာတွေတင်မိမယ်အရန်အေးကြီးเนาะအဲ့အကြောင်းရွေးတက်ဖို့လိုတယ်မင်းကလေးရတယ်တခြားညီ မင်းကြီးကပူတာခြင်းဆိုရင်ညီမလေးကို effort ထုတ်ရမယ်စပြီးတော့ high လို့ပြောတာဘာမှတိတ်ခက်တော့စမ်း high လို့ဒါခင်ကျင်းလို့ပါတော့เนาะခီးတော့ဝန္ဒနာပုံပဲဝန္ဒနာပါရပုံပဲ golf ရရဝန္ဒနာပါဆို golf ရရဝန္ဒနာပါပြောရပေါ့သူဝန္ဒနာပါပါပါလဲဆိုတော့လည်းငယ်ငယ်မှလေ့လာပေါ့အဲ့လိုသူဝန္ဒနာပါစပြီးတော့ပြောပြီးတော့မှညီမလေးကိုစိတ်ဝင်စားပြီးယောက်ျားလေးစကားအများကြီးပြန်ပြောနေမှာစိတ်မပူနဲ့เนาะညီမလေးကိုစပြောဖို့လို့စပြောလာရတယ်ပြီးွားရတယ် ယောက်ျားတဲ့စိတ်ဝင်စားဆိုရင် तू ဆက်ပြီးဥဆောင်နေမယ်အပြင်မှာ coffee တောက်တောက်ပဲဖြစ်ဖြစ်ချင်းတွေ့ရမှာဖြစ်ဖြစ် तू ဥဆောင်နေမယ်ကိုဥဆောင်နေမှာမှစိတ်ပူစရာမလိုအရင်ချင်းရှိရယောက်ျားနေခေါင်းဆောင်ကဖြစ်မဲ့ယောက်ျားဆိုဥဆောင်ပါမယ်အဲ့တော့စဉ်းစားတစ်စက္ကန့်လေးနဲ့ effort ထုတ်လိုက်ရတယ်တမိနစ်နှစ်မိနစ် effort ထုတ်လိုက်ရညီမလေးဘဝလုံးဝ agent ပါမှာညီမလေးအဖေမေညီမလေးကိုနောက်တစ်ချိန်မှာရောဂါဖြစ်လာမှာဆိုနှလုံးရောဂါပဲဖြစ်ပါဖြစ်ခွဲစိတ်ရမှာဆိုဒေါ်လာ3,500တောင်းရှိရင်တော့ ညီမလေးပတ်စံအဲ့လိုရှာနေတာနော်ဒေါ်လာတိန့်ချီရှိမယ်တယောက်ညီမလေးအဖေမင်းဖြစ်မယ်ဆိုရင်ဒေါ်လာတိန့်ချီဖြစ်သွားပြီရှာနေတာတခြားစင်းစားတခြားစင်းစားညီမလေးကရုပ်လေးချောတဲ့အတွက်ကြောင့်နော်ခန္ဓာကိုယ်ရှိတဲ့အတွက်ကြောင့်ယောက်ျားလေးရစတာပြီးတော့စကားပြောတာအရွယ်ရှိတဲ့အချိန်မှာစကားလာပြောအရွယ်မရှိတော့တဲ့အသက်40 50ဆိုရင်အသေးလိုက်ပြီးတော့ဆွဲထားအောင်ကောင်းလေးရအသားပဲယူပါမယ်ညီမလေးကိုတကယ်ချစ်မှုကိမမြင်ဘူး အဲ့ဒါကြောင့်ညီမလေးအရွယ်ရှိတဲ့အချိန်ယုံလေးရှိတဲ့အချိန်ညီမလေးရဲ့ခန္ဓာကိုယ်ကတန်ဖိုးရှိရဲ့နော်အဲ့အပြိုစင်ဘောကထိန်းတာအဲ့ဟာကိုဒီဒီအမျိုးသားနဲ့ဖြစ်သွားမှဆိုရင်ညီမလေးကဘဝအနည်းဆုံးဟေးကြောင်းတက်ရမှာစိတ်ပူကြမလို့နော်ဆရာမဖြစ်အောင်လုပ်ရတယ် तू ကထောက်ပံ့ပေးမယ်ဆိုညီမလေးအမြတ်ပဲဒါမှမဟုတ်ညီမလေးကိုလိုမီနာမနေခြင်းနဲ့ဂျင်းမနေခြင်းနဲ့လှလာဘောကဘာပတ်ခြင်းနဲ့ဒီလှရတဲ့နေရာမျိုးတွေဆို ူကအမြင်ကဘာပတ်နေတယ်ဆိုရင်ညီမတို့အော်တိုမက်တစ်ကဘာပတ်ပြီးသားဖြစ်သွားမှာပဲနော်အဲ့လိုမျိုးယောက်ျားမျိုးနောက်မို့လက်ထက်ယူရယောက်ျားမျိုးအဲ့လိုမျိုးမကြမှာပဲအပြိုစင်ဘွားပေးမျိုးအပြိုစင်ဘွားဆုံးရှုံးပြီးညီမတို့ဘဝဘာမှမတူးတက်ဘူးဆိုရင်ညီမတို့အမှားပဲအမှားပဲယောက်ျားလေးရဲ့ဘဝတကယ်တော်ယောက်ျားလေးဆိုအခုဆိုရင်ဘဝအမြင်တူးတက်စေခြင်းနော်ဘသူပဲဖြစ်ဖြစ်မိဘပဲဖြစ်ဖြစ်ညီမပဲညီကိုပဲဖြစ်ဖြစ်မောင်နှမဖြစ်ဖြစ်ဘဝတူးတက်အမြင်လုတ်ပေးနေတယ် ပြိုးဆောင်ပေးနေဒါယောက်ျားလေးရဲ့တကယ်ချစ်တယ်ဆိုလုပ်ပါမယ်လုပ်ပေးပါမယ်အဲ့ရောညီမလေးကိုဘဝအပြိုစဘဝဆုံးရှုံးသွားရင်ဘဝမတူးတောက်ဆိုရင်ညီမလေးကိုအရန်မှားပါပြီအမှားကြီးအမှားကြီးလုပ်ပါအမှားညီမလေးကိုအမှားလုပ်ဘူးပါလားလုပ်ဘူးဆိုဘလို့အမှားမျိုးလဲကိုမအမှားရေးထားလာပါအဲ့ဒါကြောင့်ညီမလေးကိုအငဲဆိုတော့နော်ကို့မှာတန်ဖိုးရှိတဲ့အရာတိအောင်ထိန်းထားပါထိန်းထားပြီးတော့ဘဝတူးတက်အောင်လုပ်ပါအချစ်ပညာကိုတက်အောင်လုပ်ပါအချစ်ပညာတက်ထားရဆိုရင် ကောင်းတဲ့ယောက်ျားတော်ယောက်ျားကောင်းယောက်ျားမြတ်ဆိုရင်ညီမလေးတို့တပွားလို့စိတ်ပူစရာမလိုတော့ဘူး။နော်ဒီအချစ်ပညာပို့တက်ချင်ဆို Let the rich for Myanmar women Facebook channel ကိုတွားပြီးတော့ subscribe လုပ်ထားတယ်မှာ YouTube channel ကို subscribe လုပ်ထားရပါတယ်။အချစ်ပညာပို့တက်ချင်ဆိုရင် Let the rich American အချစ်ဆရာဝန် channel မှာတွားပြီး playlist မှာတွားပြီးတော့ကြည့်လို့ရပါတယ်။ဒေါက်တာနဲ့တိုင်ပင်ချင်ဆိုရင် link တွေကို YouTube video description ကမှာရှိပါတယ်။ click နှိပ်ပြီးတော့ဆွေးနွေးတိုင်ပင်ကိုရပါတယ်။